Hello ဒီနေ့ကတော့ရန်ကုန်တရုတ်တန်းကနာမည်ကြီးဆိုင်နေမှာမုတ်ပတ်ဆာမယ်ဘလော့ဂ်လေးပဲဖြစ်ပါတယ်။ဘယ်ဆိုင်လေးမှာစခဲ့မလဲဆိုတာတော့ဗီဒီယိုလေးထဲမှာအဆုံးသတ်ကြည့်ကြပါအောင်နော်။အရေးဆုံးသွားစားမဲ့ဆိုင်လေးကတော့တရုတ်တန်ရဲ့ legendary ဆိုင်လို့တောင်ပြောရမယ်။နှစ်ပေါင်း80ကျော်တည်တန်းရှိတဲ့ဘောကစီကျဆိုင်လေးမှာပဲဖြစ်ပါတယ်။ သူစီမှာဒီလိုမျိုးဂျုံခေါက်ဆွဲကိုစက်သားပေါင်းဝက်နံယူပေါင်းဘဲပေါင်းလေးရေနဲ့စားလို့ရတယ်ပေါ့နော်ပြီးတော့ခေါက်ဆွဲကိုလည်းအရေးစီချက်နဲ့ကော်ရီဆိုပြီးတော့မလို့ရတယ်ဆိုင်ရတော့စီချက်ကိုပိုတိုက်တာမို့လို့ဒီနံယူပေါင်းစီချက်ခေါက်ဆွဲလေးကိုပဲမခဲ့လိုက်ပါတယ်ဒီနယ်ရုပ်ပေါင်းစီချက်ခေါက်ဆွဲလေးရကြတော့သူ့ရဲ့စီချက်နဲ့လေးရကြတော့မွမွေးလေးနဲ့တော်တော်လေးလည်းအရသာရှိရဲ့ငငယ်ဆိုလို့ရှိရင်လေးစီချက်ခေါက်ဆွဲစားခြင်းအင်းရလူကြီးနဲ့ဒီတရုတ်တဲ့မှတ်မှာပဲအမြင်သာစားနေကြဆိုတော့ဆရာတော်ဒီကစီချက်ခေါက်ဆွဲရတာလေးကိုဖူးတီးကြိုက်နေတော့မယ် ပြီးတော့ဒီဆန်းနဲ့ရိုးပေါင်းဆိုလို့ရှိရင်လည်းအယူပါဝါစားလို့ရတယ်ဆိုပြီးတော့နာမည်ကြီးอ่ะအဲ့တော့ရောက်လို့ရှိရင်ဒီနယ်ရိုးပေါင်းလေးကိုပါတင်ချာစားကြည့်ကြည့်နော်ပြီးတော့သူ့ရဲ့စီချက်ခောက်ဆွဲကိုဒီရခွန်ပြီးချင်းလေးနဲ့တွဆလို့ရှိရင်လည်းအီအီပြေးရယ်ဆန်းတော့လေဒီလိုမျိုးစီချက်ခေါဆွဲတပွဲကို copy ချင်းတစ်ခွက်နဲ့ဘယ်တော့မှမလောက်လို့အမြဲတမ်းထက်တောင်းရတဲ့အထိပဲ။နေယူပေါင်းဆိုလို့ရှိရင်လည်းလေရှာပေါ်မှာပျော်မကြအောင်တမဲကိုသူ့ရဲ့အသားလေးကနူးညံ့နေရ။သူကဒီလိုတပွဲဆိုလို့ရှိရင် portion ကလည်းများတယ်ဈေးကကျတော့တပွဲကို9000 8000ဝန်းကျင်လောက်တော့ရှိရဲ့။ ူရဲ့အယိုးပြုတ်ခင်းရင်းလေးရလည်းလေးချိုချိုလေးနဲ့တောက်လို့ကောင်းတယ်။ပြရတာလေးရကျတော့16လမ်းထိတ်လား18လမ်းထိတ်လားမသိဘူး။အဲ့ဒီထိတ်မှရောက်နေငဖယ်ကျော်လေးပေါ့နော်။တွက်လေးငဖယ်ကိုဒီလိုမျိုးဘန်းကြီးလေးဘန်းနဲ့ကိုအပြည့်ကိုကျော်တာ။ငဖယ်ကျော်ကျတော့လေဒီလိုငဖယ်လုံးလေးနဲ့လည်းရတယ်လို့ငဖယ်ပြားကျော်လေးလည်းရတယ်ပေါ့နော်။သူကငဖယ်ကလည်းနူးနူးညံ့လေးနဲ့စားလို့ကောင်းတယ်။ဒီလိုဆယ်လုံးပါတဲ့တပွဲကိုတထောင်ပဲပေးရတယ်။ဒါလေးရကျတော့လမ်း20ပုံချောင်းပေးမှရောက်နေကျဲဦးနူပေါင်းတဲ့ကွက်ကအောက်ဆိုင်လေးပါ။ ။တန်လေးပူတင်းအောင်ဒီလိုမျိုးနုစီဘူးလေးနဲ့ထည့်ပေးထားတာချစ်စရာလေးပြီးတော့အပေါ်ကနေပြီးနွားနုလေးဆိုင်းပေးထားတာပေါ့နော်။သူ့ရဲ့ပူတင်းလေးကလေးတုံတုံအီးလေးကိုမှအပေါ်ကနေနုလေးဆိုင်းပေးထားတာဆိုတော့အရသာစိတ်စိတ်ကြီးနဲ့စားလို့တအားကောင်းတယ်။ဒါကတော့တရုတ်တရောက်လို့ရှိရင်ဆိုင်းအမြဲတမ်းဆိုင်းပြနေကြအချိုပွဲဆိုင်နေပေါ့နော်။ပြီးတော့သူ့စီမှာဒီလိုမျိုးအာဟာရအပြည့်ပါတယ်၊ကူကောင်းလေးလေးရတယ်။တော်လေရာဒီဥဒူအေးလေးမှာဒီလိုမျိုးကကောက်ပူပူလေးတောက်လိုက်ရလို့ရှင်လေတော်တော်လေးကိုတောက်လို့ကောင်းတယ် သူ့ရဲ့ကွက်ကောက်ကအရသာနည်းနည်းလေးပေါ့လာဆိုတော့အချိုကျတဲ့ဆိုလို့ရှိရင်ကြားလေးနည်းနည်းထည့်ပြီးတော့တောက်ပေါ့နော်။နေသိမကောင်းတဲ့အချိန်ဆိုလို့ရှိရင်လေဒီလိုကွက်ကောက်ပူပူလေးတောက်လိုက်ရမှာကိုလမ်းသွားတာ။အဲရလူကြီးရေဆိုလို့ရှိရင်လည်းဒီလမ်းနဲ့ဆရာကွက်ကောက်ဆိုလို့ရှိရင်တော်တော်လေးကြိုက်ကြတယ်။ပြီးတော့လမ်းမတွေ့ရဲ့ street food လေးပါစားချင်တာနဲ့ဟိုနည်းနည်းဒီနည်းနည်းနဲ့ရှောက်ဝဲခဲလိုက်ပါတယ်။ တရုတ်တန်ရောက်လို့ရှိရင်ဘယ်ဆိုင်လေးစားကောင်းလဲဆိုတာကိုလည်းပြောပြသွားကြအောင်เนาะဒါဆိုရင်တော့ဆိုင်းနော့ဗလော့ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲတတား